မင်္ဂလာပါရှင်ဒေါက်တာဆူရဲ့ head diary channel မှာကြိုဆိုပါရစေ။အဲကျွန်မဒီနေ့ပြောပြချင်တာကတော့ sleep apnea လို့ခေါ်တဲ့ယောဂတစ်ခုပေါ့နော်။ sleep apnea ဆိုတာအရင်တော့တော့လေအပြည်သူတွေကြားမှာ awareness မရှိခဲ့ဘူး။ခုနောက်ပိုင်းတော့တော်တော်လေးတော့သိလာကြပါပြီ။ဒါပေမဲ့ sleep apnea အကြောင်းကိုသေချာဒီပေါ့နော်ပြောပြချင်ပါရစေ။အအရေးကြီးတဲ့ points လေးတွေကိုပဲ point out လုပ်ပြီးတော့ပေါ့နော်။ အစလစ်အပနီယာဆိုတာပါလဲဆိုတော့အဒီကတော့သူအိတ်နေတုံးချိန်မှာပေါ့နော်ကျမတို့အိတ်ပြီဆိုရင်ကိုကနှစ်နှစ်ချက်ချိုက်အိတ်ပျော်နေရမှာပေါ့ဒါပေမဲ့ထိလို့ရစလစ်အပနီယာဆင်ဒရုံးလို့ခေါ်ရယောဂခံစားနေရတဲ့လူတွေမှာကြတော့နှစ်နှစ်ချက်ချိုက်အိတ်မပျော်တာပေါ့နော်အဲသူကအဲ့မှာမှတခါ sleep apnea ကိုအမ် ခံစားနေရတဲ့လူမှအိတ်မပြောဘူးပေါ့အိတ်ပြောတာတော့အိတ်တာတော့အိတ်တယ်ဒါပေမဲ့သူကအိတ်နေတဲ့အချိန်မှာအတန်ကျိင်းနဲ့ဟောက်နေတယ်လူတွေကအိတ်ရင်ဟောက်တော့ဟောက်ကြတာပေါ့ဒါပေမဲ့သူက loud snore ပေါ့နော်အဲ့လိုမျိုးအရင်တန်ကျိင်းနဲ့ဘေးလူနှောက်ရှက်ဖြစ်အောင်လို့အမျိုးသားတွေမှာဆိုအမျိုးသမီးပေးကအိတ်တဲ့အမျိုးသမီးကောင်းအိတ်လို့မရအောင်ပေါ့နော် ဟိုအတန်ရအကျဲကြီးနဲ့ဟောင်းနေရပါတော့ဟောင်းနေတယ်။အချက်ချက်ချာ तू ကအသက်ပုံမှန်ရှူနေရကနေမရှူတော့သလို boss ဖြစ်သွားတယ်ပေါ့နော်။အသက်မရှူတော့သလို boss ဖြစ်သွားတယ်။အဲ့တော့ပြည့်ရခါကျတော့ तू ကညာဘက်တော့အဲ့လိုကြီးဟောက်ပြီးတော့အဲ့တော့အိမ်နေရပဲတစ်ချက်ချက်အသက်မရှူသလိုပဲလဲထင်ရတယ်။မနေ့မိုးလာတဲ့လင်းလာတဲ့ခါကျတော့အညာလုံးလည်းအဲ့ရတာနေအေးမွားဘူးပေါ့နော်။ အေးအေးရတာအေးမွားဘူးနေပဲကြတော့လေငိုက်နေတယ်ပေါ့နော်လူကိုကြည့်လို့ရှင်လဲလူလက်ပိုင်းမျိုးသားလောက်ကစားဖြစ်တယ်ပေါ့တက်တယ်ဝရယ်ပေါ့နော်ခနာကူကဝရယ်ပြီးတော့ဆေးလိပ်တွေရက်တွေတောက်တဲ့လူတွေမှလည်းပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဟာဟို sleep apnea syndrome လို့ခေါ်တယ်ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှင်သူကတော့ပေါ့နော်ဒီအိတ်တဲ့ချိန်မှာဒီ ဒီလေပြွန်နဲ့ဆိုင်တာပေါ့နော်လေပြွန်နေလေပြွန်နဲ့ဒီအသက်ရှူတဲ့လေပြွန်ပိုင်းတဝိုက်မှာဒီ airway ပေါ့ airway မှာသူကဟိုကြွက်သားတွေပေါ့နော်ကြွက်သားတွေကတေချာလုံးမလုံးပြီးတော့ relax ဖြစ်နေတာမျိုးချိုးကြတော့လေအဲ့နေရာမှာဆို့ပြီးပိတ်နေတာတခခုပေါ့နော်အမ်အသားအသားတခုခုကဆိုးပိတ်နေတာမျိုးတောင်ဆာလိုမျိုးပေါ့နော်အဲ့လိုမျိုးတခုခုပိတ်နေတာမျိုးတွေမှလည်းဖြစ်တတ်တယ်ပေါ့နော် အဲ့တော့အဓိကတော့ဝရတဲ့မျိုးသားတွေလူလက်ပိုင်းကနေလူကြီးပိုင်းနေဖြစ်တယ်ဆစ်လေးရတောက်တဲ့လူမှာပို့ဖြစ်တယ်ညာဘက်ဆိုအတန်ကြီးနဲ့ဟောက်တယ်နော်ညာဟောက်ပြီးအိတ်နေလို့ရှင်လဲအိတ်နေပြီးမဲ့အော်သူကတစ်ချက်ချက်ကြအတက်မရှိသူလို့ပဲထင်ရတယ်ပေလူကပေါ့နော်မနေ့မိုးလင်းတော့လဲတညာလုံးသာအိတ်နေတယ်အေးမွားဘူးပေါ့နော်အေးမွားဘူးအိတ်ချင်မှုတူဖြစ်နေတယ်ကျိုးဆိုညာဘက်လန်ထားလျှောက်တာတွေမျိုးတွေလည်းရှိတတ်တယ်ပေါ့နော် ။ဟာအဲ့လိုမျိုးအဖြစ်ပြီးဆိုရင်ဒါ sleep apnea syndrome ဖြစ်တာလားလို့တန်တရားရှိဖို့ရှိရပေါ့နော်။အဲ့တော့သူကဟာလုံးလို့ရမလဲဆိုတော့အဲသူကတော့ဆရာဝန်ပြရမှာရရှင်ပေါ့နော်။ဆရာဝန်ပြတော့ဆရာဝန်ကခုနစင်ပြန်နေကိုကြည့်မယ်။နိုင်ငံခြားမှာဆိုလို့ရှိရင်တော့ဒါ sleep study ဆိုတာလုပ်လို့ရတယ်။အဲတေချာအောင်လို့ပေါ့နော်။ sleep study ဆိုတာကဘာလဲဆိုတော့အိမ်နေတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲ sleep lab ဆိုတာရှိရဲဒီဆေးရုံမှာတညတော့အိတ်ကတာပေါ့နော်တော့အဲ့ဒီအဲ sleep apnea နဲ့ဆိုင်နေတဲ့ ဌာနမှာပေါ့အဲ့လိုအစေးရုံဝတ်ထဲရတော့မဟုတ်အဲ့ဌာနမှာသွားပြီးတော့ညအိတ်ကတယ်အိတ်ပြီးရခါကျတော့ तू က6 to 8 hours လောက်ပေါ့နော်ကိုတကယ်အိတ်ပျော်နေတဲ့အချိန်မှာ तू ကတိုင်းနေအဲ့တိုင်းတဲ့ခါကျတော့ဘာတွေပါရာမီတာတွေရောအများကြီးပေါ့အဲခေါင်းနဲ့ပတ်သက်တဲ့အုံနှောက်ထဲက EEG လို့ခေါ်တဲ့အုံနှောက်နဲ့ပတ်သက်တဲ့ waste တွေရော ECG ရောခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်အနေအထားတွေရောပေါ့နော် ဒါလိုမျိုးအဒေါ်တရားတွေအကုန်လုံးကိုတိုင်နေတယ်။မှအိနေရဲ့အချိန်မှာဘယ်လောက်အကြကြအသက်မရှိဘဲ post ဖြစ်သွားလဲဒါမျိုးတွေလည်းပါတယ်ပေါ့နော်။အ pass oximeter တွေရောဒါလိုမျိုးအချက်လက်တွေကိုတိုင်ပြီးတော့သွား record လုပ်ပြီးတော့အဲသွားဒီ sleep apnea နဲ့ whole sleep study လုပ်တဲ့ဒီကြွကျင်သူကနေပြီးတော့သူကသတ်မှတ်တာပေါ့နော်။အဲ့ဒါမှမှာ sleep apnea ဖြစ်တယ်လို့အ diagnose ပေါ့နော်သတ်မှတ်လိုက်ပြီးဆိုရင် emetic ကတော့အရင်လောရမှာတော့ lifestyle changes ပေါ့နော် lifestyle changes ဆိုတာမှဆေးလေရက်တီတောက်တယ်လို့ဆိုလို့ရှင်တော့ဒါရက်တင်နေနောက် body weight ချမယ်ပေါ့နော် weight ချမယ်ပြီးတော့ညမဲ့အိပ်တဲ့အခါမှာလည်းဟို sleep hygiene လို့ခေါ်ရပေါ့နော်ကိုအိပ်တဲ့အိပ်ရာအနေထားဒီစာရအဆင်ပြေရမယ်ခေါင်းလည်းဆင်ပြေရမယ်အိပ်ရာလည်းဆင်ပြေရမယ်အပူအရေးလည်းဆင်ပြေရမယ်အတန်လေးပိုင်းလည်းညင်ရမယ်အိပ်ခန်းဒီမှာစာတောက်တွေနင်းကန်စာရမျိုးဖြစ်ရဘူးအဲ့လိုပုံစံနဲ့ ပုံမှန်ပေါ့နော်ကောင်းမွန်မွန်အေးပျော်အောင်အေးရမယ်ဆေးလေးအရက်ဒီအပြင်ကိုညာဘက်ကော်ဖီရေလဖေးရေလအေးပြည့်စင်မြဟာရေလမတောက်ဘူးပေါ့နော်အဲ့လိုနဲ့အာ နောက်က exercise တွေရတော့ဒါပေါ့မနော် weight ချမယ် exercise လုပ်မယ်ပေါ့အဲ lifestyle change လုပ်ရမယ်နောက်တစ်ချက်ကတော့သူကဒီဟိုပါပေါ့ airway ပေါ့နော်လေကောင်းကောင်းမဝင်လို့ဒီ sleep apnea ကဖြစ်နေတာဆိုတော့သူကဒီလေကောင်းကောင်းနှခေါင်းထဲကိုဝင်ဖို့ပေါ့နော်ဒီလေပြွန်နှမ်းချောင်းကိုအိတ်နေတဲ့အချိန်မှာလေကောင်းကောင်းဝင်ဖို့အတွက်ကိုသူတို့ကလုပ်ပြီးမှရှိရဲပေါ့နော်အဲ့တော့လေဝင်ဖို့အတွက်ကိုသူတို့ကကြာတော့ positive airway pressure နဲ့ပေါ့နော်အာ လမ်းကြောင်းကိုဖွင့်ပေးပြီးတော့ဒီအောက်ဆီဂျင်ဝင်အောင်တော့လေးကောင်းကောင်းရှူနိုင်အောင်အတွက်လုပ်ပေးထားတဲ့ CPAP machine လို့ခေါ်တဲ့အဲ့ဆက်ဆက်ကိုတက်ပြီးတော့အိပ်ရတာပေါ့နော်အဲအဲ့လိုမျိုးနည်းနဲ့အဖြစ်နဲ့သူကဒီတက်ကောင်းကောင်းရှူအောင်လုပ်ပေးတာပေါ့အဲဆိုလို့အဲ့လိုဆိုရင်ကိုယ့်ရဲ့ airway ကပိတ်မနေဘူးဒီကတော့ sleep apnea ဆိုတာတနည်းနည်းနဲ့အဲလေလံလေပြွန်လမ်းကြောင်းကပိတ်ပြီးတော့မဝင်နိုင်တဲ့လူတွေလည်းဖြစ်တာဆိုတော့အဲ့တော့သူကလေပြွန်လမ်းကြောင်းကိုဒီဆက်နေပေါ့နော်အဲ့လိုများအုပ်ထားပြီးတော့အဲ့လိုမျိုးအိပ်ရအဲ့လိုဆိုလို့ရှိရင်တော့သူကဒီ airway က ပွင့်တယ်လေကောင်းကောင်းဝင်တယ်အဲ့တော့သူကခုနလိုသက်ရှူရနေတာမျိုးတွေပါလေမရှိဘူးပေါ့နော်တက်တာလာတယ်အဟိုဟောက်တာလည်းတက်တာလာတယ်ပေါ့နော်အဲ့လိုမျိုး treatment ရှိရဲ့။နောက်အရန်ဆိုးတဲ့တချို့သော case တွေမှာကြတော့ဒီလေပြွန်လန်းချောင်းမှာတခခုဆို့နေလို့ဟောတော့ဒီနှာခေါင်းကနေဒီလေချိုလိုက်နှဲ့အဆုတ်ကိုသွားမဲ့လန်းချောင်းမှာအဲတခခုဆို့နေတာမျိုးဆိုရင်တော့ no allusion ခွဲစိတ်ရတာမျိုးလည်းရှိတတ်တယ်ပေါ့နော်။အဲ့လိုမျိုးနည်းနဲ့သွားတယ်။ အဲ့တော့ခုနလိုခန္ဓာကိုယ် body weight တွေပါတွေအကုန်လုံးအဆင်ပြေလာပြီရက်တွေ slit တွေလည်းရှက်လိုက်ပြီပေါ့နော်ဆိုလို့ရှိရင်ခုန CPAP machine လည်းတတ်ထားရဲခွဲစိတ်စရာလိုအပ်လောက်အောင်လည်းမဆိုးတဲ့လူမျိုးဆိုရင်တော့တဖြည်းဖြည်းနဲ့သူကတက်တာလာမှာပေါ့နော်တက်တာလာမှာပေါ့အဲ့တော့ sleep apnea ကခုနောက်ပိုင်းတော့တော်တော်လေး awareness ရလာပါပြီဒါပေမဲ့လည်းအမ်ယောဂနာမည်ဟိုကမြန်မာလိုဘာသာမပြန်သေးဘဲနဲ့ sleep apnea syndrome လို့ဖြစ်နေတဲ့အတွက်ကြောင့်ယောဂကိုအကကနနာလေးဟာလဲအောင်လို့အတွက်ကျွန်မပြောပြတာဖြစ်ပါတယ်အချုပ်ပြန်ပြောရရင်တော့အမျိုးသားတွေမှာ ဖြစ်များတယ်ဝါတယ်လူတွေလူလက်ပိုင်းကနေတက်ကြီးပိုင်းထိဖြစ်နိုင်တယ်ဆေးလေးရက်တောက်တဲ့လူတွေပိုဖြစ်တယ်ညာဘက်ဆိုတန်ချေကြီးနဲ့ဟောက်တယ်ဟောက်တွေရပေးလူအိမ်မရလောက်အောင် ဖြစ်တယ်ပေါ့နော်ပြီးရင်အာ အဲ့ဒါယူရင်းနဲ့ post ဖြစ်သွားတယ်မယူတော့တလို့ပြောတစ်ချက်လောက်ရက်ရက်သွားတယ်ပေါ့ပြီးခဏလေးပြန်ယူတယ်ပြီးခဏရက်သွားပြန်ရောနိုးလာတဲ့အခါကျတော့လေညာလည်းအိတ်သားနဲ့အေးမဝဘူးလူကလည်းငောင်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးတွေမလန်းမဆန်း concentrate မလုပ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးလူလူဆိုရင်ဒါ sleep apnea ကြောင့်ဖြစ်နိုင်ပါတယ်အဲ့တော့ စလီယမ်နီယာကလည်းဒါဆိုးတဲ့ယောဂတစ်ခုပဲနှာခေါင်းထဲကိုလေကောင်းကောင်းဝင်ဦး airway ပိတ်တဲ့ဆိုကြတဲ့ဟာအောက်ဆီဂျင်မရရင်အန္တရာယ်ဖြစ်နိုင်တာဆိုတော့ဒါလည်းသူကအရေးကြီးတဲ့ယောဂတစ်ခုဖြစ်ပါတယ်။ဆောင်းဝင်သွားပြရမယ်။ဆောင်းဝင်ကခုနပြောတဲ့ sleep study လို့ခေါ်တဲ့ဆေးရုံမှာတညာပြီးစမ်းတာမျိုးကဆိုင်းလည်းဆန်းလည်းမဆိုင်းလည်းမဆန်းဘူးတခါရဲ့သူ diagnosis ရတယ်လို့မျိုးဒါမှမဟုတ်စမ်းတတ်ဖို့အတွက် facility မရှိတဲ့နေရာမျိုးမှာဆိုတော့မစမ်းတတ်ဘူးပေါ့ဒီတိုင်းပဲ diagnose ပေးလိုက်ပြီးတော့ သူကဒီဘလို treatment ပေးမလဲပေါ့ဒီကတော့ဆေးလေးရက်ရှာရှောင်ရမယ် coffee လို့ပါတော့ညာဘက်တောက်တာမျိုးရှောင်ရမယ် body weight ချရမယ် exercise လုပ်ရမယ်ဘာလို့အဲ့လိုညာဘက်ကောင်းကောင်းအိပ်နိုင်အောင်လုပ်ရမယ်အဲ့ဒါပြီးတော့လိုအပ်လို့ရှိရင် CPAP machine လို့ခေါ်တဲ့ဒီ set ကိုတက်ပြီးတော့ airway ကိုဖွင့်ပြီးတော့အေးရမယ်အဲ့လိုမျိုးနဲ့ဆိုရင်တော့တက်တာလာကြတာတော့များပါတယ်အဲကြောင့်မလို့အဲဒီ awareness တက်ပြီးတော့အာ ်နောက်ခုမှ awareness ရလာတဲ့ sleep apnea syndrome လူလပိုင်းတွေမှာလည်းဖြစ်များတဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်အမ်ဒီအားလုံးပဲတည်ရအောင်လို့ကျွန်မရဲ့ channel ကနေပြပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်မရဲ့ Dr. Su Head Thyri channel မှာအများပြည်သူအတွက်တည်တည်တဲ့ယောဂလေးတွေကိုအရေးကြီးတဲ့ယောဂလေးတွေကိုကျွန်မအလင်းတင်လို့တင်ပြထားပါတယ်အချိန်ရရင်ရသလိုကျွန်မရဲ့ Head Thyri channel မှာလာရောက်လေ့လာကြဖို့အတွက်ပြေခေါ်ပါတယ်အမ် ် upload အစ်စ်တင်တာတွေကိုလည်းမြင်ကွင်းရအောင် channel ကိုလည်း subscribe လုပ်ထားဖို့လည်းအကြံပြုလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါစီရှင်